ားလုံးပဲမင်္ဂလာပါ။ ဒီကနေ့တိရိကရာအစီအစဉ်တွေကလူငယ်ကဏ္ဍအနေနဲ့မယူသားတဲ့ကလအုပ်ပိုင်းရှင်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။တခါတော့ကကုံတဲ့တူးမှာတံမာလှပတဲ့မြင်းတကောင်ရှိပါတယ်။အဲ့ဒီမြင်းဟာတနေ့အတွင်းမိုင်ပေါင်းများစွာခရီးတွင်အောင်သွားလာနိုင်တာမို့ပိုင်ရှင်ကုံတဲ့ကအတော်လေးကိုမျက်နှူးတယ်လို့ဆိုပါတယ်။အဲ့ဒီလိုအဖိုးတန်မြင်းကိုကလအုပ်တကောင်ပိုင်ဆိုင်ထားတဲ့ကုံတဲ့တူးကသဘောကျနေပါတယ်။တနေ့မှာကလအုပ်ပိုင်ရှင်ကမြင်းပိုင်ရှင်ကိုကလအုပ်နဲ့မြင်း င်လဲလဲရအောင်ဆိုပြီးစကားကန့်လန့်ပါတယ်။မြင်းပိုင်ရှင်ကညှင်းဆန်ခဲ့ပါတယ်။ကလဲအုပ်ပိုင်ရှင်ကလည်းသူ့မှာရှိသမျှစီးစိမ်နဲ့လဲမယ်လို့တောင်းဆိုပြန်ပါတယ်။မြင်းပိုင်ရှင်ကလည်း ဒီမင်းဟာကျွန်တော်ဘဝအတွက်အကောင်းဆုံးအဖော်မွန်ကျွန်တော်အသက်ရှင်နေတဲ့ရွေ့ဒီမင်းကိုဘလို့အရာမျိုးနဲ့မှမလဲနိုင်ပါဘူးလို့ညင်းဆိုလိုက်ပါတယ်ကလဲအုပ်ပိုင်ရှင်ကမင်းကိုအလွန်နှစ်သက်တာကြောင့်မင်းကိုပိုင်ဆိုင်ရဖို့အမျိုးမျိုးအကြံထုတ်နေတတ်ပါတယ်တနေ့မှကလဲအုပ်ပိုင်ရှင်ဟာအဝိအစားအဆုတ်ပြတ်တွေကိုဝစ်ဆင်ပြီးမင်းပိုင်ရှင်လာရလမ်းတနေရာမှာဖျားနာခြင်းဆောင်ပြီးလှဲလောင်းနေခဲ့ပါတယ်မင်းပိုင်ရှင်ကလဲနေတဲ့သူကိုတွေ့တဲ့အခါမှာမင်းဘော်ကအမြန်ဆင်ပြေ ြီးဖျားနာနေတဲ့သူကိုမြင်းပေါ်ပွေတင်လိုက်ပါတယ်။ဟန်ဆောင်လဲနေတဲ့ကလအုပ်ပိုင်ရှင်ဟာမြင်းပေါ်ရောက်သားနဲ့လူကောင်းပကတိလိုဖြစ်သွားပြီးမြင်းပိုင်ရှင်ကိုမြင်းပေါ်ကတွန်းချလိုက်ပြီးဒီမြင်းကိုပိုင်ဆိုင်ရဖို့ကျွန်တော်အကြံအမျိုးမျိုးထုတ်ခဲ့တယ်။တန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့လဲခဲ့တယ်။ခမားကလက်မခံခဲ့ဘူး။အခုကျွန်တော်မြင်းပေါ်ရောက်နေပြီဒီမြင်းကိုကျွန်တော်ပိုင်သွားပြီလို့ပြောလိုက်ပါတယ်မြင်းပိုင်ရှင်ကကောင်းပါပြီ မြင်းကိုခမားပိုင်သွားပါပြီတို့ပေမဲ့လို့လေခမားထွက်မသွားခင်မှာကျွန်တော်စကားတခွန်းပြောချင်ပါတယ်ဒီစကားကိုခမားတီချာမှတ်ထားပါမြင်းကိုကျွန်တော်ပိုင်ပြီလို့တခွန်းမကခမားကြိုက်တဲ့လောက်ပြောလို့ရပါတယ်တကယ်လို့လူတွေက ဒီမင်းကိုခမားဘလို့ရခဲ့တယ်လဲလို့မေးလာခဲ့ရင်အဖြစ်မှန်ကိုမပြောပါနဲ့ဒီစကားလေးကိုမှတ်ထားပေးပါလို့ကလဲအုပ်ပိုင်ရှင်ကိုမြင်းပိုင်ရှင်ကပြောလိုက်ပါတယ်အဲ့ဒီလိုပြောတော့ကလဲအုပ်ပိုင်ရှင်ကနားမလည်စွာနဲ့ပြန်မေးပါတယ်မြင်းပိုင်ရှင်ကဒီမင်းကိုဘလို့ရခဲ့တယ်လဲဆိုတဲ့အကြောင်းခမားပြောခဲ့ရင်နောက်တစ်ချိန်လမ်းပြီးမှဖြားနာလို့လဲနေတဲ့လူတွေ့ရင်ဘသူကကဲရဲတော့မှလဲအဲ့ဒါကြောင့်ခမားဖြားကြံဆောင်ပြီးလိန်လေရယူခဲ့တဲ့အကြောင်းကိုဘယ်တော့မှ ဘဒုကိုမှမပြောပါနဲ့လို့ပြောရတာပါလို့ရှင်းပြလိုက်ပါတယ်။ညင်ပိုင်ရှင်ရဲ့ရှင်းပြတဲ့စကားကိုကြားလိုက်တယ်။ကလအုပ်ကုံတဲဟာတခဏဆွန့်အပ်သွားပါတယ်။အဲ့ဒီနောက်ရှက်ရွံ့အားနာပြီးညင်ပေါ်ကချက်ချင်းစင်းကညင်ပိုင်ရှင်ကိုတောင်းပန်ခဲ့ပါတယ်။ ရမက်လောဘနဲ့လူကျင်တက်မှတ်တဲ့စိတ်ဟာကျွန်ုပ်ရဲ့ဂုံတိတ်ခါနဲ့ယူသားမှုကိုပုံပြဲ့အောင်လုပ်ခဲ့တယ်။အချက်တရားနဲ့နောင်သားတွေရလိုက်ပါတယ်။ခမားရဲ့မြင်းကိုပြန်ယူပါ။ကျွန်ုပ်ကိုခွင့်လွှတ်ပါဗျာလို့ဆိုပါတယ်။ဒီပုံပြင်လေးမှာ ယူသားမှုဆိုတာလောဘရမဲ့ကြောင့်ဘာကြောင့်ညာကြောင့်အချိန်မရီပုံပြတ်သွားနိုင်ပါတယ်ခဏဖြစ်ဖြစ်ပုံပြတ်ခဲ့တာလဲကြုံဘူးပါလိမ့်မယ်မိမိမယူသားလိုက်တာကိုမယူသားလိုက်မိမှန်မှန်စွာသိပြီးတဲ့နောက်မှာအ мян ပြုတ်ပြင်ပြီးယူသားမယ်ဆိုရင်ပုံပြတ်သွားတဲ့ယူသားမှုဟာပြန်လဲတက်မှတ်လာမှာဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးပဲကိုယ်ကာယဤကျမ်းမာခြင်းစိတ်ဝိညာဉ်ဤချမ်းသာခြင်းခံစားကြရပါစေ ကျမကတော့ Sister Regina မမူခိုင်ပါ